အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ် Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။ကဘာပေါ်မှာအောင်မြင်ဆုံးဘောလုံးကလပ်အသင်းကိုပြပါဆိုနေလူကြီးမင်းတို့ဘယ်အသင်းကိုရင်ဆုံးပြင်ပြီးကြပါသလဲ။ဟုတ်ပါတယ်။အဖြစ်ကတော့ Real Madrid အသင်းပါပဲ။ခန်းနာရဲ့တမန်ကြောင်းစင်နာနဲ့အောင်မြင်မှုများစွာကိုတိမ့်ပိုက်ရယူနိုင်ခဲ့တဲ့ကလပ်အသင်းက Real Madrid ပါပဲ။ဒါဆိုရင် ရီယယ်တင်ဘယ်လိုစတင်ခဲ့လဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်1902ခုနှစ်မတ်လ6ရက်နေ့မှာဟွန်ပက်ထရိုဦးဆောင်တဲ့ဘိုးခွဲအတွက်ကိုရွေးချယ်တင်မြှောက်ပြီးနောက်မက်ဒရစ်ဖုတ်ဘောကလပ်ကိုတရားဝင်တည်ထောင်ခဲ့ပါတယ်ပက်ထရိုညီကိုတွေကတခြားဘောလုံးဝါသနာဦးများကိုစုစည်းပြီးတော့အစီအစဉ်တစ်ခုပြုလုပ်ခဲ့ကြပါတယ်သူတို့ကဘောလုံးကိုလူနာစားအားလုံးရတဲ့ရတိုက်တဲ့အကျိုးစီးပွားရေးအခါသာတစ်ခုအဖြစ်ရှုမြင်ပြီးတော့ ကလတ်သင်းကအဲ့ဒီအယူဆကိုထည့်သွင်းတဲ့လို့ထင်ကြပါတယ်။ညီကိုတွေဟာတရင်ကြော်ထဲလက်ခံခဲ့ကြပြီးအသင်းဝင်ချင်းကိုလည်းတလားလင်ဒူပီစီဒသတ်မှတ်ထားခဲ့ကြပြီးပက်ထရော့သည်၎င်းရဲ့ခီးစဉ်တစ်ခုမှာတွေ့ဆုံခဲ့တဲ့နာမည်ကြီးအင်္ဂလိပ်အသင်းကိုရင်သီရန်ကိုဂုဏ်ပြုသောအဖြစ် အသင်း၏ဝတ်ဆောင်မှုအဖြစ်အောင်အဖြစ်ရွေးချယ်ခဲ့ပါတယ်။ စတင်တည်ထောင်ပြီး၃နှစ်အကြာ1905ခုနှစ်တွင် Madrid City Athletic Bilbao ကို Spain Cup Final မှာအနိုင်ရပြီးနောက်၎င်းရဲ့ပထမဦးဆုံးဆုပလန်းကိုရရှိခဲ့ပါတယ်။ကလပ်သင်းဥက္ကဋ္ဌ Adolfo Milan တက်က Spain FA အခြေခံသဘောတူစာချုပ်ကို1909ခုနှစ်ဇန်နဝါရီ၄ရက်နေ့တွင်ချုပ်ဆိုခဲ့ပြီးတော်ဝင် Spain ဘောလုံးဖွဲ့ချုပ်၏စတင်တည်ထောင်သူများထဲမှတဦးဖြစ်လာခဲ့ပါတယ်။1920ခုနှစ်တွင်ဘီယင်းအဖိုဆွန်တက်တီမှာ ရီရဲ့တော်ဝင်ဖွဲ့ကိုပေးအပ်ပြီးနောက်ကလပ်ရဲ့အမည်ကိုရီယယ်မက်ဒရစ်သို့ပြောင်းလဲခဲ့ပါတယ်1929ခုနှစ်တွင်ပထမဆုံးစပိန်ဘောလုံးလိကိုတည်ထောင်ခဲ့ပါတယ်ရီယယ်မက်ဒရစ်သည်နောက်ဆုံးဖွဲ့စဉ်အထိပထမနေရာကိုဦးဆောင်နေခဲ့ပြီးအတလက်တစ်ဘီဘာဟိုကိုရှုံးနေကဘာစီလိုနာအသင်းကိုလီပလာပေးအပ်ခဲ့ရပါတယ်ရီယယ်မက်ဒရစ်သည်1931-32ရာသီတွင်၎င်း၏ပထမဆုံးလိဂ်ချန်ပီယံဆုကိုဆုခူးခဲ့ပြီးတော့ နိုင်ငံတည်ဆက်လီဂ်ချန်ပီယံစုကိုရယူနိုင်ခဲ့ပါတယ်1932ခုနှစ်ဧပြီလ14ရက်နေ့တွင်စတင်ခဲ့သောစပိန်ပြည်တွင်းစစ်ကြောင်းကလပ်သင်းသည်ရီယယ်ကွဲတစ်စိတ်နှင့်တော်ဝင်တယ်ဖိုတစ်စိတ်ကိုဆုံးရှုံးခဲ့ရပြီးစပိန်ပြည်တွင်းစစ်ပြီးဆုံးသည့်တိုင်အောင်မက်ဒရစ်ဘောလုံးအသင်းဟူသာပြောင်းလဲခဲ့ရပါတယ်ဒုတိယကမ္ဘာစစ်အတွင်းဘောလုံးဆက်လက်ကစားက1943ခုနှစ်ဇွန်လ13ရက်နေ့တွင်မက်ဒရစ်သည်ကိုပါတယ် ဂျန်နွယ်လီဆိုမိုစီမီဖိုင်နယ်ဒုတိယအကြော့တွင်ဘာစီလိုနာကို17ခုတခုဖြင့်အနိုင်ရယူနိုင်ခဲ့ပြီးဖိုင်နယ်မှာတော့ဘီဘာဝအသင်းကိုတကိုးစီးလို့နဲ့ရှုံးနေခဲ့ပါတယ်1943ခုနှစ်တွင်ဆန်နီယာဂိုဘာနေပြူးသည်ရီယယ်မက်ဒရီဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်၎င်းရဲ့လက်ထက်ကလပ်အသင်းကိုပြည်တွင်းစစ်အပြီးမှာပြန်လည်တည်ဆောက်ခဲ့ပြီးတော့ကလပ်ရဲ့လက်ရှိအားကစားဝင်ဖြစ်သောဆန်နီယာဂိုဘာနေပြူးနှင့်လေ့ကျင့်ရေးအဆောက်အအုံတို့ကိုစောင့်လုပ်ခဲ့ပါတယ် 1950ခုနှစ်အတွင်း Real Madrid ပြောတန်းကစားသမားဟောင်း Miguel Mebo သည် Real လူငယ်အကယ်ဒမီကိုတည်ထောင်ခဲ့ပါတယ်1953ခုနှစ်မှာစတင်ပြီးပြည်ပမှကမ္ဘာအဆင့်မီကစားသမားများကိုခေါ်ယူသည့်နည်းပြူဟာကိုစတင်ခဲ့ပြီးအထင်ရှားဆုံးမှာ Alfredo Di Stefano ဖြစ်ပါတယ်1955ခုနှစ်တွင်ဥရောပချန်ပီယံလိပြိုင်ပွဲ UEFA ချန်ပီယံလိတွင်ဘာနီဒွီလက်ညှိုးအောင် Real Madrid သည် စပိန်နဲ့ဥရောပဘောလုံးလောကတွင်အဓိကအသင်းအဖြစ်တာဝန်ရှိနိုင်ခဲ့ပြီးမဟာကျိန်စတိုက်ဥရောပဖလားကိုစုခုနိုင်ခဲ့ပါတယ်။မဟာကျိန်စတိုက်အောင်မြင်မှုရယူပြီးနောက်ဝီယက်တင်သည်ဝူလာဖလားကိုပြီးမှပေးရခြင်းခံခဲ့ရပြီး UEFA ဂုဏ်ပြုတစိုက်ကိုဝစ်စင်ခွင့်ရရှိခဲ့ပါတယ်။ Real Madrid သည်1953မှာ1969အထိရရှိနိုင်သည့် plus 16ကျိန်းအနက်မှာ plus 12ခုကိုစုခူးရယူနိုင်ခဲ့တာပါ။ကလပ်အသင်းသည် 1966ခုနှစ်တွင်6ကြိမ်မြောက်ဥရောပဗလာကိုထပ်မံနိုင်ရရှိခဲ့ပါသည်1989ခုနှစ်များတွင်ရီယယ်မက်ဒရစ်သည်လိချန်ပီယံ6ကြိမ်နှင့်စပိန်ဖလား3ကြိမ်ရရှိခဲ့ပါသည်1988ခုနှစ်ဇူလိုင်လ2ရက်နေ့တွင်ကလပ်ဥက္ကဋ္ဌဆန်ဒီယာဂိုဘာနီဖြူကွယ်လွန်ခဲ့ပါသည်ဘာနီဖြူသည်ရီယယ်မက်ဒရစ်ဥက္ကဋ္ဌအဖြစ်35နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီး၎င်း၏ကလပ်သည်အင်နာကွန်တီနန်တယ်ကပ်2ကြိမ်ဥရောပဗလာ6ကြိမ်လီဗလာ16ကြိမ် စပိန်ဗလား6ကြိမ်၊လက်တင်ဗလား2ကြိမ်နဲ့ကိုပါအီပါဒူရဲဒီ2ကြိမ်တို့ကိုရရှိခဲ့ပါတယ်။1980-90ခုနှစ်များတွင် Real Madrid သည် La Liga ဗလား9ကြိမ်၊စပိန်ဗလား3လုံးနဲ့စပိန် Super ဗလား3ကြိမ်ကိုရယူနိုင်ခဲ့ပါတယ်။1996ခုနှစ်တွင်ဥက္ကဋ္ဌ Lorenzo Zem မှာ Fabio Capello ကိုနည်းပြအဖြစ်ခံခဲ့ပြီး၎င်း၏တန်ထမ်းမှာတရားဒီတာကြာမြင့်ခဲ့ကုန်လေ Real Madrid သည် လိချန်ပီယံအဖြစ်ပန်းဝင်ခဲ့ပြီးနောက်ဆုံးတွင်၎င်း၏တက်တမမြဥရောပချန်ပီယံဖလားအတွက်32နှစ်ကြာစောင့်ဆိုင်ခဲ့ရမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်1999ခုနှစ်နိုဝင်ဘာလတွင်ဝင်းနဒီဒဲဘော့သည်ရီယယ်သင်း၏နီးပြအဖြစ်တာဝန်ယူကိုင်ရွယ်ခဲ့ပါတယ်ရာဇုနေနောက်ဆုံးရာသီဒဲဘော့၏ပထမဆုံးရာသီကိုတာဝန်ယူကိုင်ရယ်စင်မှာရီယယ်သင်းသည်ဘိုလူဝဲတွင်ဗလန်စီယာကို3-0ဖြင့်အနိုင်ရပြီးနောက် ချန်ပီယံလီဂ်ဖလားကို၈ကြိမ်မြောက်စုခူးနိုင်ခဲ့ပါတယ်။2009ခုနှစ်ဇူလိုင်လတွင်ဖရန်တီနိုပီရက်အားကလပ်ဥက္ကဋ္ဌဖြစ်ရွေးချယ်တင်မြောက်ခဲ့ပါတယ်။ပီရက်ကကလပ်၏ယူရို2030ကျွေးမီကိုဖြည့်ရှင်ကကလပ်၏အဆောက်အဦများကိုခင်မီအောင်လှုပ်ဆောင်မည်ဟု၎င်း၏စီယုံရေးတွင်ကြေပြူခဲ့ပါတယ်။ပီရက်ပထမဆုံးခေါ်ယူမှုအဖြစ်ပြိုင်မဲ့ဘာစီလိုနာမှလူဝစ်ဖီဂိုကိုလက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်။ နောက်တစ်နေ့တွင်ကလပ်သည်၎င်း၏လေ့ကျင့်ရေးကွင်းကိုပြန်လည်တည်ဆောက်ပြီးစနေစီယံရိုနယ်ဒိုလူဝစ်ဖီဂိုဒေးဗစ်ဘက်ကန်နှင့်ဖာဘီယိုကာနာဗာရိုပါဝင်သည့်လူရသီတိုင်းတွင်ကမ္ဘာလုံးဆိုင်ရာအခြေခွင့်တအုပ်ကိုခေါ်ယူခြင်းဖြင့်ဂလက်ဒီကိုကျေးဇူးစုအသင်းကိုစတင်စုစည်းရန်အတွက်ငွေကြေးများစွာကိုအသုံးပြုခဲ့ပါသည်။2002ခုနှစ်တွင် UEFA Champions League နှင့် Intercontinental Cup တို့ကိုဆက်ကူးနိုင်ခဲ့ပြီး 2003ခုနှစ်တွင်လေးချန်ပီယံဖလားကိုရယူနိုင်ခဲ့ပါတယ်2003လာလီဂါဖလားကိုသိမ်းပိုက်ပြီးရန်နေငွေအကြာနီးပြဒဲဘော့ထုတ်ပယ်ခံရပြီးနောက်ပထမဆုံးအငင်းကွားဝယ်ဆုံးဖြတ်ချက်များထွက်ပေါ်လာခဲ့ပါတယ်နီးပြဒဲဘော့ထုတ်ပယ်ခံရပြီးနောက်ကလန်သိန်းဟာ300တီစတိုက်စူပလားများနဲ့ဝေးဝါခဲ့ရပါတယ်2006ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့တွင်ဖလော်ရန်တီနိုပြည်ထွက်နှုတ်ထွက်ခဲ့ပါတယ်။ ရေမွန်ကယ်ဒီရွန်သည်2006ခုနှစ်ဇူလိုင်လ2ရက်နေ့တွင်ကလပ်ဥက္ကဋ္ဌဖြင့်ရွေးချယ်ခံခဲ့ရပြီးနောက်ပိုင်းနိဒသည့်အဖြစ်ဖာဘီယိုကာဘယ်လိုကိုခန့်အပ်ခဲ့ပါသည်ရီယယ်မက်ထရစ်သည်2009ခုနှစ်တွင်၄နှစ်အတွင်းပထမဆုံးအကြိမ်လာလီဂါဖလားကိုစုကူးခဲ့တော်လဲကာဘယ်လိုသည်ရာသီကုန်တွင်ထုတ်ပယ်ခံခဲ့ရပါသည်ရီယယ်မက်ထရစ်သည်2008ခုနှစ်တွင်လီချမ်ပီယံအဖြစ်ထပ်မံပူဆွေးနိုင်ခဲ့တော်လဲနောက်ရာသီတွင်ကလပ်သမိုင်းတစ်လျှောက် အဆိုးဆုံးရာသီများနဲ့မှတခုဖြစ်လာခဲ့ပါတယ်။ချန်ပီယံလိ၁၆တင်းအဆင့်မှာ၅ချိန်စတိုက်ထွက်ခဲ့ရပြီးလီဗာပူးတင်းဟာအားကိုးကိုမရှိဖြစ်ရှုံးနေခဲ့ပါတယ်။လာလီဂါတွင်လည်းပြိုင်ဘက်ဘာစီလိုနာအသင်းကို ရှုံးနေခဲ့ရပြီးလီဖလားကိုပေးရခဲ့ရပါတယ်။